မဖြည့်ရှင်းနိုင်နေတဲ့သမိုင်းကြောင်းပဟေလီများလူသားသမိုင်းတခြားအာအသင်းစလျာပန်းဖူးတွေလည်းရှိတယ်သိပ္ပံနဲ့မလန်းနိုင်တဲ့လှုပ်ဝက်ချက်တွေလည်းရှိတယ်ဒါတွေကတကယ်သမိုင်းပဟေလီတွေပါပီရမစ်အကြီးဆုံးဖြစ်တဲ့ဂီဇာဘုရင်အုတ်တိုက်နောက်ကျောင်းနဲ့တီဆောင်းနီးဟာယနေ့အထိမသေးချာနိုင်သေးပါဘူးလက်ရှိနီးပညာနဲ့တော့ထပ်တူတီဆောင်းဖို့ခက်ခဲနေသေးပါဘိုဒါမြို့ကရှုခင်ကြီး Stonehenge ဘလူးတီထားလဲဘာလို့လဲ လောက်ကြာပြီလဲဆိုတာဒီနေ့အထိဖြေဖို့ခက်တယ်။ဂျပန်ရေအောက်ယိုနာဂူနီရှေးဟောင်းအုတ်တုံအဆောက်အဦးတဘာဝဖြစ်စဉ်လားလူဖန်တီချက်လားတကယ်လို့ဒါကမတီတာတဲ့ငကိုအရှေးရင်ကျေမှုတစ်ခုဖြစ်နေနိုင်တယ်လို့ဆိုကြတယ်။အီရန်နိုင်ငံကဘက်တရီအော့ဖ်ဘက်ဒတ်နှစ်ထောင်ကျော်အရွယ်ရှိရဲ့ဘက်ဒတ်ဘက်တရီဟာတကယ်တော့အရာဝတ္ထုတစ်ခုခုလက်ပတ်စီရန်အသုံးပြုတဲ့လက်အစစ်တပေးစနစ်တစ်ခုလား ဒါမှမဟုတ်စဉ်းစားဖို့ခက်ခဲတဲ့မူလရည်ရွယ်ချက်တစ်ခုနဲ့ဖန်တီးထားရလားဒီပဟေလီလေးကတခုတည်းကိစ္စမဟုတ်ကဘူးအတိတ်ကနေရရဲ့မေဟွန်ရီရဲ့ပြန်လဲရှာဖွေမှုလိုင်းကြောင်းပဲဖြစ်ပါတယ်တမိုင်းရဲ့မောင်မိုက်ထဲကိုရှာဖွေဖို့အတူသွားမယ်ဆိုရင် subscribe လုပ်ထားပါမင်းတင်တဲ့အဖြစ်ကို comment မှာရေးမိပါ နောက်ထပ်ပဟေလီတွေကြောင်းသိချင်တယ်ဆိုရင် notification bell ကိုဖိထားလိုက်တော့နော်